ားလုံးမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးတဲ့အချက်ဝတ္ထုတွေကတော့သစ္စာနည်းနဲ့ HIV ဆိုတဲ့အချက်ဝတ္ထုတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇာလန်တစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကိုလိုက်ရန် subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇာလန်လေးကိုစလိုက်ကြရအောင်ရှင်နီလေးနဲ့ကျွန်တော်စတင်ရတာမုံရွာစေးုံကြီးမှာပါလူနာတဝူတွတ် အီဗီတွေးလို့လို့ကျွန်တော်အဖွဲဝင်ထားတဲ့တွေးလူရှင်အတင်ကအဆောင်ထိလာခေါ်တယ်။ကိုမင်းခန့်နာရတွေးလူတာဒါ၅ချိန်မြောက်နော်။ဒုနာပြူဆီယာမလီကစကားပြောရင်ကျွန်တော်လက်ကတွေးကြော်တဲ့ကိုအဆိုင်လိုက်တယ်။တွေးလူနေကြဖြစ်ပေမဲ့လက်ကရုတ်တရက်တွန့်သွားတယ်။ပိုက်ထဲမှာစီးဆင်းသွားတဲ့ကိုတွေးကိုကြည့်ရင်ဝမ်းသာစိတ်ကကျွန်တော်ရင်ထဲမှာလှိုက်တက်လာတယ်။ခြေဆုများကြီးတင်ပါရဲ့နော်။ ဒီအေးဖူးလေးကိုလက်ခံပေးပါနော်ပိတ်လက်လက်ဇပင်ရှိရှိကောင်မလေးမျက်လုံးမှာစိုးရိမ်စိတ်နဲ့မျက်ရည်တွေပြည့်နေတဲ့ကောင်မလေးနီလေးကအကိုသွေးလူတွေလူနာရဲ့တမီပါကျေးဇူးများကြီးတင်ပါတယ်နော်ရပါတယ်ဗျာကိုလူခွင့်ရတာကိုပဲကျင့်တတ်နေမိတာပါတကယ်တော့ဒီနေ့ကျွန်တော်ကောင်မလေးကကျွန်တော်ကိုဖြတ်သွားလို့စိတ်ညစ်ညစ်နဲ့အယက်တောင်မလို့လုပ်နေတော့တွေးလှူဖို့လာခေါ်ကြတာလေ ဒါကြောင့်ကိုကသာကျေးဇူးတင်ရမှာပါ။အိုးမျက်လုံးအဝိုင်းသားနဲ့အံ့ဩသွားတဲ့နီလေးရဲ့မျက်နှာကတကယ်ကို ဖြူစင်းတဲ့ခလေးလေးလိုပါပဲ။ကြောက်ကလန်းတလျှောက်မှာဆက်ပြီးတွေအများကြီးတွေ့ရတယ်။ဒီနေ့မုံရွာကောလိပ်မှာပထမနေ့တွေကျောင်းလာအကြတာမို့လို့လူတွေကပုံများနေတယ်လို့ပါပဲ။အယောင်သွေးစုံလေးနဲ့မိမပြိုလေးတွေ၃ယောက်တစု၄ယောက်တစု စပိန်ကိုစီစီလာကြတယ်။ မုံရကောလည်းရဲ့ចောင်းသားကြီးရာဌာနရှိမှာပုံစံဝင်ဖောင်ဖြစ်နေသူတွေထံကစကားသံတွေပြင့်တယ်နေတယ်။ဟေးနေလေဘာမေစာရလဲ။ဟဲမမမတွေ့တာကြပြီနော်။ငါပထဝီမေစာရတယ်ဟာနေရော။ငါမြန်မာရတယ်ဟဲ့။နေလေဆိုရဲအတန်ကြောင်အတန်တွေကြားတဲ့ဘက်ကိုစတော့လှည့်ကြည့်လိုက်တော့ရုံဖြူမလေးကိုတွေ့ရတယ် နေလေးတော့1988ကဆယ်ရန်အောင်ခဲ့ကြတာပဲဖြစ်မယ်။ဆယ်ရန်ဖြစ်ပြီးကလေးက88အရေးခင်ကြောင်းចောင်းပရက်တွေရှိလျာခဲ့လို့အခုချိန်ចောင်းပြန်စတက်ရတော့တအားကိုတက်ကြွပျော်ရွှင်နေတဲ့ပုံစံလေးတွေ။ဟဲ့ဒါနဲ့ပထဝီဌာနကဘယ်နားမှာလဲ။음ငါလေးကမှရောက်တာဟဲ့ဘယ်သိပါမလဲ။ပထဝီဌာနကမိန်းဆောင်အနောက်က F5 မှာ ကျွန်တော်အတန်ကိုကြတော့သူတို့လှည့်ကြည့်ကြတယ်။အဲဟိုကိုဖြူစင်းတဲ့ရုံမလေးရဲ့မျက်လုံးလေးတွေကိုကျွန်တော်ပြန်တွေ့ရပြန်နေ။သူ့မျက်လုံးတွေမှာသူ့အမေကိုကျွန်တော်တွေးလူခဲ့တာကိုပြန်လည်မြင်အောင်နေပုံပါမယ်။ညီလေးရဲ့တငယ်ချင်းကညီလေးနောက်ကိုကပ်ပြီးဘာတွေပြောလိုက်တယ်မသိဘူး။ညီလေးရဲ့မျက်နှာကနေရဲသွားပြီးသူ့တငယ်ချင်းရဲ့ခါကိုဆွဲနေလိုက်တယ်။ကျေးဇူးပဲနော်ကို။ အကိုကဖိုင်နေရရကလားဟင်အင်းပထမနှစ်ကိုစက္ကန့်ရရဟင်ဘလို့ကြီးလဲရုံဖြူမလေးရဲ့မျက်ခေါင်းတွေကတွန့်သွားတယ်ပထမနှစ်မှာကိုကအသေးကွဲပြီးတော့စောင်းမွဲကြရလीအော်လာကိုလိုက်ပို့ပေးမယ်ကျွန်တော်ရဲ့တက္ကသိုလ်တက်ရမယ့်နေ့ရက်တွေက ပြန်နေလှပပြန်လာတယ်ညီလေးနဲ့အတူ ပထဝီဌာနကံတွေကိုတွားတော့ဆရာမကြီးလက်မှတ်ထိုးယူပြီး ကျောင်းသားရေးရာကိုပြန်သွားကငွေသွင်းရပြန်နေတနေ့တာနေမှာကျောင်းဆက်တက်ရမှာနော်ဌာနရှိကအချိန်စရာဘောကူပြီးပြီလားဟုတ်ကဲ့ဟဲ့နေလေဘသူ့ကိုစောင့်နေရလဲအမလီလိုက်လိုက်တာကိုမင်းခန့်နိုင်ရင်ဟဲ့စိတ်မန်းမီအောက်ကစိတ်မန်းနေလိုက်ကောက်နေတဲ့နီဒီအနာသူမသိအောင်တွားကပ်ပြီးအော်လိုက်တဲ့အခါမှာဖြူစင်းတဲ့မျက်လုံးလေးတွေကအဝိုင်းတာနီလေးရဲ့စပင်လေးတွေကလေးတိုက်မှာ တွေ့မျောနေတာတကယ်ကိုလှပတဲ့ပကြီကားတစ်ချက်ကလေးပါပဲခင်မျိုးကိုစောင့်နေရလေသူကနီလေးစပိနေလိုက်လာလို့ကော့ကိုကိုမင်းလိုပဲခေါ်ပါနီလေးရဲ့အိမ်ထိကိုလိုက်ပို့ပေးမယ်နော်ကျွန်တော်နေနေအဆောင်နဲ့နီလေးတို့အိမ်က ဝေးပေးမယ်လေကျွန်တော်နီလေးတို့နှစ်ယောက်ထဲပြန်လွှတ်ရမှာကိုစိတ်မချပြန်ပါရပါတယ်ကိုမင်းခန့်နိုင်ရဲ့ဒီစိတ်နီလေးတို့ပြန်နေကြပါလေ ကျွန်တော်စွန့်ပြောပြီးနီလေးတို့နဲ့အတူမောင်ရမျိုးတွေထိလိုက်ခဲ့တယ်။နီလေးတို့အိမ်ကိုရောက်တော့နီလေးဖင်နေမီကကျွန်တော်ကိုနှွေးထွေးပြင်သာစွာနဲ့နှုတ်ဆက်ကြတယ်။နီလေးရဲ့အမေကိုမြင်တော့အဝေးမှာရှိတဲ့အမေကိုတတိယမိသွားတယ်။ဆိုင်ငွေကြတာကိုအပြစ်မတင်ပဲတားလို့တဲ့ကျူရှင်တန်းငါသာပညာရကြီးဖြစ်လာတာ။အမေမြင်ရှင်နေလို့ပြောခဲ့တဲ့အမေရဲ့စကားကိုကြားရမိတယ်။တားလီ နောက်လင်းဝင်တော့အဆောင်နေတာဆိုတော့နောက်နေမှာနီလေးနဲ့ဟင်းနေထည့်ပေးလိုက်မင်းနီလေးကိုလည်းစောက်ရှောက်ပေးပါအောင်ကွယ်အာရပါတယ်အန်တီနီလေးကလိမ့်ပါပါတယ်ကျွန်တော်သာမလိမ့်ပါတာပါဒုတိယနှစ်မှာကျွန်တော်နီလေးကိုချစ်ခွင်ပန်ခဲ့တယ်မမရရဇောတိကဖျားပွဲကိုနီလေးနဲ့နှစ်ယောက်တည်းသွားလေတဲ့အချိန်အဲ့ဒီအခါမှာဖွင့်ပြလိုက်တော့နီလေးကကျွန်တော် အချစ်ကိုလက်ခံလိုက်တယ် ညီလေးနဲ့ချစ်သူဖြစ်တဲ့ထိမ့်မတ်နေနဲ့ဇော်ဒီကဖျားပွဲမှာပဲကျွန်တော်ရဲ့ဘဲဘဲရင်အပေါ်မှာတစ္ဆာနီဆိုတဲ့ဇကားသုံးလုံးကိုဆေးမင်ထုတ်ခဲ့တယ်။ကိုညီလေးကိုတစ္ဆာရှိရှိချစ်မှာပါကွာ။ညီလေးရဲ့မျက်ဝန်းတွေမှာမျက်ရည်တွေစွန့်နေရှာတယ်။ညီလေးနဲ့ပွဲစည်းတဲ့အနှံ့လမ်းလျှောက်ကြရင်မောပန်းလာတဲ့ခါမှာလက်ဖက်ရည်ဝင်းတောက်ခဲ့ကြတယ်။ဒီလုံးနဲ့မုံရကောလေးစားတောက်ဆိုင်နဲ့ လမ်းပြီးအကအချော့ဆိုင်နေကျောင်းဝင်းတွေကစိတ်ပန်းပြီးအောက်ကခုံတန်းနေရညီလေးနဲ့ကျွန်တော်ရဲ့ပျော်စရာနေ့ရက်တွေမှာပါဝင်ခဲ့တယ်။ကိုစာကြိုးစားနော်တတရနဲ့ဂုံတူးတန်းဝင်မန္တလေးတက္ကသိုလ်မှာဆက်တရမှာညီလေးကသူစာကြိုးစားသလိုကျွန်တော်ကိုလည်းစာချက်စေချင်။ကိုတော့ဒီကောလိပ်ကနေ GTI ကိုပြောင်းမယ်။ညီလေးနဲ့လက်ထက်တဲ့ကချမ်းချမ်းသာသာထားခြင်းနေ။ ညီလေးကကျွန်တော်နဲ့ကြောက်ခွက်တက်ရမယ်ဆိုတော့မျက်ရည်တွေဝိုင်းလာတယ်။ညီလေးမျက်လုံးပိတ်ထား။ညီလေးကကျွန်တော်ကိုအထူးဆန်းကြည့်တယ်။ညီလေးလက်ထဲကျွန်တော်တွင်းတောင်ကနေကောက်လာတဲ့ကြောက်တုံးလေးရဲ့ရွေးစင်ညီလေးတွေရဲ့ထည့်ပေးပြီးညီရဲ့ပါလီကိုခိုးနှက်လိုက်တယ်။ညီလေးကဂုံထူးတန်းဝင်ပြီးမန္တလေးမှာကြောင်းဆက်တက်ရခြင်း။ကျွန်တော်ကမုံရွာမှာပဲ GTI ကိုဆက်တက်တယ်။ညီလေးကိုတရေရမိတိုင်း ဒီချောင်းကိုတက်မိတာမှားပြီဆိုတဲ့အတွေ့တွေကဝင်လာတယ်။မှန်ကန်တဲ့ဥတီချက်ထားပြီးမပြင်ရဘူးနော်။ဥတီချက်အတိုင်းဇွဲရှိရှိနဲ့စ조사ရမယ်။နောက်ပြီးညီလေးကိုတတိယလိုအရက်တောက်တာလေးမှားတယ်ကို။စိတ်တက်ပြောင်းညံ့သူကအရက်တောက်တာ။မျက်ရည်လွှဲတဲ့ညီလေးရဲ့ဆုံးမစကားတွေကြားရောက်မိတိုင်းတိတ်ဆိတ်တဲ့နေရက်တွေကိုကြော်ဖြတ်ရတယ်။ကျွန်တော်တယောက်တည်း GTI မှာလက်ဖက်ရည်ဆိုင်ထိုင်ရင်းနဲ့ နီလေးတိတ်ကြိုက်တဲ့အတုတ်တေကိုစားတဲ့အချိန်ဆိုနီလေးကိုပြေးတွင်ခြင်းနဲ့မန္တလေးထိမသွားနိုင်လို့မုံရကောလိတ်ထဲကအတူထိုင်နေကြခုံတန်းလေးစီကိုပဲအလွမ်းပြေးပြေးကြည့်ရတယ်။နီလေးကိုလွှမ်းရင်ကျွန်တော်လွမ်းပြနေဖျားခဲ့တယ်။စိတ်ပန်းမှုနေလဲဝင်နေပြီနီလေးရေမုံရစင်းုံကြီးကိုတွေးတွားလူပြီးအပြန်မှာတော့နီလေးအတွက်ကျွန်တော်စာရေးခဲ့တယ်။ရေးတဲ့စာရွက်ပေါ်မှာကျွန်တော်မျက်ရည်တွေကစီးကျနေတယ် နီလီကိုရှင်းပြရခတ်တဲ့အကြောင်းတစ်ခုကြောင့်မြင်းမူကိုပြန်သွားပြီနီလီနဲ့တွေ့ပြီးပြောဖို့မဖြစ်တဲ့အတွက်စာရေးခဲ့တာပါចောင်းပြီလို့အလုပ်ရတာနဲ့လက်ထက်ကြမင်းဆိုတာလေမဖြစ်နိုင်တော့ပါဘူးအခုစာဖတ်နေတဲ့အချိန်ကစပြီးမင်းခန့်တိုင်းဆိုတဲ့ကိုကို နီလီဘဝတွေကထုတ်လိုက်ပါအပီးတိုင်းမေးလိုက်ပါနီလေးဖြစ်ခြင်းနဲ့ကျူတာဖြစ်ပါစေကွာ။ မင်းခံနိုင်အဲ့ဒီချိန်ကစပြီးမိမမာနာကြောင့်ထင်ပါရဲ့နီလေးကကျွန်တော်စီကို လုံးဝမဆက်တွယ်ခဲ့ပါဘူးနီလေးကျူတာဖြစ်ပြီးတော့မောရံတက်ကတုံမှာပဲကြောင်ဝင်ကြတာကြားရတော့ကျွန်တော်ဝမ်းသာမိပါတယ်ခြေကွဲဝမ်းနဲ့ဝဲကောင်းတဲ့အဖြစ်ဆိုလွဲ့ပြဲမေးပြောက်နိုင်စွမ်းမရှိတဲ့အဖြစ်ဆိုဒီအဖြစ်ဆိုရဲ့မြေဖျားခံရကတစ္ဆာနီးတဲ့ဝမ်းသာစရာပဲဦးလေးရေဒီတခါတိုင်းတာလေ ။ဦးလေးရဲ့တွေးထဲမှာ HIV ပိုးကောင်ကြီးကတိုင်းမရအောင်နင်းနေပြီ။ဒါကဦးလေးဆေးကိုအချိန်မှန်တောက်တဲ့အကျိုးကျေးဇူးတွေပဲ။ပိုးဆေးကနိုင်သွားပြီလို့ပြောလို့ရတယ်။ဒါပေမဲ့ဆေးကိုဒီလိုပဲအချိန်မှန်ဆက်တောက်ရမယ်နော်။ပိုးကောင်ကြီးတိုင်းမရတော့ဘူးဆိုတာရောဂါပြောက်ပြီလို့ပြောတာမဟုတ်ဘူး။ဆေးဖြတ်လို့မရဘူးနော်။ပိုးတွေကအစိတ်ထဲမှာရှိနေသေးတယ်။ဆေးတောက်တာမမှန်တာရေ။ပြက်တောင် ပြက်တောင်တောက်ရင်ပိုးတွေကဆေးရင်မသွားပြီ။ သွေးထဲမှာပိုးကောင်ကြီးပြန်တက်လာနိုင်တယ်။ကျွန်တော်ရှင်မှာထိုင်းနေတဲ့ဆရာဝန်ကဝမ်းသာအားရစကားဆိုတော့ကျွန်တော်စိတ်ထဲအတိုင်းမတည်ပြောမိတယ်။နောက်ပြီးညီလေးကိုလည်းတတိယမိတယ်။ကျောင်းဝင်းထဲကစိတ်မဲမီအောက်ကခုံလေးမှာထိုင်းနေတဲ့ညီလေးကိုမြင်အောင်မိလာတယ်။အခုဆိုကျွန်တော် ART စေးကိုတောက်လာတာဆက်ရှင်နေပြည်ပြီ။ ART ဆိုတာ HIV ပိုးပွားများလာတာကိုထိန်းချုပ်ပေးပြီ။ ကိုကန်စွမ်းကိုပြန်တက်စေတဲ့ဆေးဆိုတာဆေးရီမတောက်ခင်နှစ်သိမ့်ဆွေးနွေးပညာပေးဆွေးနွေးကန်းကြီးဝင်ခဲ့စဉ်တော့ကတိခဲ့ပြီးသားပါ ARTC ကိုပုံမှန်တောက်ရင်စံကြံမမနဲ့တတန်းစီနေနိုင်ပြီဆိုတာကျွန်တော်ကတက်တည်ပေါ်စီရဆရာဝန်လေးကကောင်းငိန်ပြတယ်အခုလက်ရှိတော့ကောင်းနေပြီပဲ ARTC တွေကအချိန်မတောက်ချိန်နဲ့ရက်ကိုသာပုံမှန်လာတက်တန်းစီနေပါဦးနေနိုင်ပါတယ် နောက်ပြီးလူပြိုကြီးဆိုရင်လည်းမိမယူလို့ရပါပြီ။ပေါ်ရီတိုင်းတော့မတွေ့တော့ရင်တခြားလူကိုလည်းမကူးနိုင်တော့ပါဘူး။ကျွန်တော်နီလေးကိုတရေရသွားမိပြန်နေ။ဒီချိန်စိတ်မန်းနေကောက်နေသေးပဲလားနီလေး။စိတ်မကောင်းပါဘူး။ကိုမင်းခန့်နိုင်။တွေးလူလို့မရပါဘူး။တွေးတယ်မှာအိတ်ဆိုင်ပြီးတက်က positive ပြနေတယ်။ထက်စစ်ဖို့တော့လိုပါသေးတယ်။မုံရွာစေးုံကြီးမှာ နောက်ဆုံးအချိန်တွေးသွားလူတို့ကတာဝန်ကျဆရာဝန်ခေါ်ပြောတဲ့စကားကျွန်တော်ကဘာကြီးပြိုကွဲသွားတယ်လို့ခံစားရတယ်။ရုံလဲမယုံကြည်နိုင်ခဲ့ဘူး။မိမမလိုက်စားတတ်တဲ့ကျွန်တော်စီကိုဒီယောဂါကြီးကဘလို့လောက်ရောက်လာလဲ။ကျွန်တော်လုံးဝမယုံကြည်ဘူး။ကျွန်တော်မှာဘာယောဂါဝိဒနာမှလည်းမခံစားရပဲလေ။တရိုးကျွန်တော်တွေးကိုပြန်စစ်တော်လေ။ပေါ်စတင်ပဲပြတယ်။တာဝန်ကျဆရာနဲ့ကျွန်တော် အကြာကြီးဆွေးနွေးပြီးနောက်ပိုင်းမှာကြေကွဲဝမ်းနေပွဲကောင်းတဲ့အဖြစ်ဆိုလွေ့ပြေမေးပြောက်နိုင်စွမ်းမရှိတဲ့အဖြစ်ဆိုဒီအဖြစ်ဆိုရဲ့မြေပြားခံရကတစ္ဆာနေရည်